အီရန်နဲ့အစ္စရေးနိုင်ငံတို့ရဲ့ထိတ်တိုက်တွေးဆမှုဟာစနေနေ့ကဒုတိယမြောက်နေ့အဖြစ် အီရန်ဟာအစ္စရေးနိုင်ငံကိုပဲ့ထိန်တုံးကြီးတွေနဲ့အစ္စရေးစစ်ရေးပြင်းမှတ်တွေကိုတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုတွေအတွင်အစ္စရေးနိုင်ငံမှာတော့အနည်းဆုံးလူ3ဦးသေဆုံးခဲ့ပြီးတော့အီရန်ဘာသာရေးခေါင်းဆောင်ကြီးခါမေနီကလည်းပြင်းထန်တဲ့တုံ့ပြန်မှုတွေပြုလုပ်သွားမယ်လို့ကတိပြုပြောကြားထားပါတယ်အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကလည်းအီရန်နိုင်ငံတဲကပြင်းမှတ်တွေကိုဆက်လက်တိုက်ခိုက်နေပြီးတော့အစ္စရေးနိုင်ငံအပေါ်ချင်းချောက်မှုတွေကိုရှင်းလင်းဖို့ရည်ရွယ်တယ်လို့ဆိုပါတယ် ပထမနေ့တိုက်ခိုက်မှုတွေမှာတော့အီရန်နျူကလ িয়ার စက်ရုံတွေစစ်ဘက်ခေါင်းဆောင်တွေနဲ့ထိတ်တန်းပညာရှင်တွေကိုပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံမှာလူ88ဦးသေဆုံးခဲ့တာကိုအတည်ပြုနိုင်ပြီးတော့ခေါင်းဆောင်ကြီးအာယာတိုလာခါမေနီကအစ္စရေးကစစ်ပွဲကိုစတင်ခဲ့တယ်လို့စွပ်စွဲလိုက်ပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာကုလသမဂ္ဂတန်အမတ်ဒန်နီတန်နွန်ကတော့အစ္စရေးရဲ့စစ်စင်ရေးဟာနိုင်ငံတော်ကိုကာကွယ်ရေးလှုပ်ဆောင်ချက်လို့ပြောကြားခဲ့ပါတယ်။ထဲအပီးမျိုးမှာအာယုံမတက်ခင်လေးမှာပဲအုပ်အော်ဆွဲတံတွေထွက်ပေါ်လာချိန်မှာတနိုင်ငံလုံးကပြည်သူတွေလုံခြုံတဲ့နေရာတွေမှာခုလုံခဲ့ကြပါတယ်။ဒုံးကြီးကြားရောက်တဲ့နေရာအတိအကျတွေကိုအီရန်စစ်တပ်ကရရှိမှာစိုးရိမ်နေတဲ့အတွက်ကြောင့်အစ္စရေးအာဏာပိုင်တွေကထုတ်ဖော်ပြသခွင့်မပြုပါဘူး။အစ္စရေးမီဒီယာတွေရဲ့ဖော်ပြချက်အရတော့တနိုင်ငံလုံးမှာလူ3ဦ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကတော့သူတို့တညာလုံးအီရန်ဒုံးကြီးတွေကိုကြားပြတ်ဆန့်ကြားခဲ့တယ်လို့ဆိုပါတယ်။အီရန်နိုင်ငံတီရန်မြို့တော်မေရာဘတ်လေစိမ့်မှာလည်းပောက်ကွဲမှု အများပြားရှိခဲ့ပါတယ်။အစ္စရေးရဲ့ကနဦးတိုက်ခိုက်မှုတွေအတွင်းမှာလူ88ဦးသေဆုံးပြီးတော့320ဦးဒဏ်ရာရရှိခဲ့တယ်လို့အီရန်ဘက်ကဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအရေးပေါ်အစည်းအဝေးမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာအမေရိကန်ပါဝင်ပတ်သက်မှုမရှိဘူးလို့အမေရိကန်ကပြောဆိုနေပေမယ့်အီရန်တန်အမတ်ကြီးကတော့အမေရိကန်ပူးပေါင်းပါဝင်တယ်လို့စွပ်စွဲခဲ့ပါတယ်။ဒီအကြံပတ်တိုက်ခိုက်မှုမှာအမေရိကန်ပူးပေါင်းကြံစီမှုဟာတန်တရားထားเสียရမရှိပါဘူး။လက်နက်တွေရည်ရွယ်ချက်ရှိရှိပေးပို့တယ်။အမေရိကန်လက်နက်တွေနဲ့အစ္စရေးကတိုက်ခိုက်လို့အီရန်ပြည်သူတွေတည်ကြည်ရတယ်။ဘယ်တော့မှမေးမှာမဟုတ်ပါဘူး။ ဒီလောက်ရက်တွေဟာစစ်ကြညာခြင်းနဲ့အတူတူပါပဲလို့အီရန်တန်အမတ်ကပြောဆိုပါတယ်။အစ္စရေးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂတန်အမတ်ဒန်နီတာနွန်ကတော့အီရန်ဟာအစ္စရေးကိုဖျက်ဆီးဖို့ရည်ရွယ်ချက်ရှိတယ် ကြည်လဲကြီးညာထားတယ်ဒါကိုအလေးနဲ့ထားတယ်အချိန်မနှောင်းခင်အေးအေးယူဆောင်ရွက်တာဖြစ်တယ်လို့ပြောဆိုထားပါတယ်အမေရိကန်တန်အမတ်ကတော့ဒေတာတွင်းအမေရိကန်နဲ့ပတ်သက်တာဘယ်အရာကိုမှဘယ်သူမှတိုက်ခိုက်ခွင့်မရှိပါဘူးတိုက်ခိုက်လာမင်းဆိုရင်အကျိုးဆက်တွေကဆိုးရွားပြင်းထန်ပါလိမ့်မယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ would be dire